င်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ဇွန်20ရက်မှာယုံတင်ပြသမယ်ထိတ်လန့်ချောက်ချပွဲတရဲဇလန်ပုံစံသူတော်တက်စီရုပ်ရှင်ဇာတ်ကြီးရဲ့ပရီမီယာရှိုးပွဲအခမ်းအနားကျင်းပရယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ် Indra Flynn Production ကထိတ်လန့်ချောက်ချပွဲတရဲဇလန်ပုံစံသူတော်တက်စီရုပ်ရှင်ဇာတ်ကြီးရဲ့ပရီမီယာရှိုးပွဲအခမ်းအနားကိုတော့ရှနေ့ဇွန်လ16ရက်ညနေပိုင်းမှာရန်ကုန်မြို့သမရအစမြင့်ရုပ်ရှင်မှာကျင်းပခဲ့ပါတယ်ဒီဇာတ်ကားပြသလို့ရရှိလာတဲ့အမြတ်ငွေတရားရခိုင်နှုန်းကို ငလင်ပေးပြန်လဲထူထောင်ရေးတော်လှန်ရမ်းသွားမှာလည်းဖြစ်ပါတယ်ဒီစကားကြီးမှာအမပါဝင်ထားတဲ့ဇေယုတ်ကအီးစားနဲ့꿰တဲ့အပြိုကြီးအမရာမောင်းဆိုတဲ့ကာရက်တာနဲ့ပါဝင်ထားပါတယ်ဗကံဘတ်မာရဲ့ကုထားတဲ့ကပါတကယ်တည်းချောက်တဲ့ကျောင်းဦးကြီးမာရဲ့ကုခဲ့တာပါအခက်အခဲမျိုးစုံနဲ့ကြုံခဲ့ရတဲ့စကားမျိုးလေရုံတင်တော့မောင်မုံစိတ်လေးလှုပ်ရှားပါတယ်ရုံတင်ရရှိတဲ့အမြတ်ငွေတရားရခိုင်နှုန်းကိုငလင်ပေးတဲ့သူတွေအတွက်အပြန်လဲလှူဒန်းသွားမှာပါဒီရုပ်ရှင်ကိုလာချည့်ရဲ့သူတွေရဲ့အလှူကိုတစင်ခံပြီးလှူဒန်းပေးတယ်လို့ဖြစ်သွားမှာပါလို့ တေဦးဆောင်မျိုးစံနီကျော်ကပြောပါရယ်အဆိုပါစကားကိုတော့ဇန်ညောစီစဉ်သူအောင်ကြီးဒါရိုက်တာမောင်မျိုးမြင့်ရှင်တွင်ဖြင့်ဘကံမြို့နယ်ဘက်ကနှစ်ပေါင်းတရာကျော်ရှိနေတဲ့ဘုံကြီးကျောင်းကျောင်းဦးကြီးမရိုက်ကူပုံဖော်ထားဖြစ်ပါရယ်တေဦးဆောင်နေနေတဲ့ Academy ထွန်းထွန်း Academy ကျော်ရဲ့အောင် Academy ချမ်းသာကြီးဆိုခင်လိုက်တူတာအောင်ရဲလွင်ဦး Brandoli ဥက္ကကျော်မျိုးစံနီကျော်အင်ချစ်အင်ချစ်ချစ်မောင်နတာကျော်ရဲ့အောင်အေးတီတာထက်လူစားတဲ့သူတွေပါဝင်ထားကြပါတယ်။သူတို့တက်စီရုပ်ရှင်ဇာတ်ကားကြီးကိုလာမဲ့ဇွန်လ20ရက်နေ့မှာ မြမတပြည်လုံးမှာရှိနေတဲ့အစင်မြရုပ်ရှင်တွေမှာဂျုံတင်ပြသားမှာလည်းဖြစ်ပါတယ်ပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့အကယ်မီရပြီးတဲ့နောက်ဇက်ကြမ်းကြီးတွေမြိုက်ချင်တော့ပဲဇက်လန်းတွေအရန်ရွေးလာတဲ့အစ်ချမရဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဆူရှာရဲ့အကြည့်တွေနဲ့မင်္ဂလိပရိသတ်တွေကိုဖန်ဆားထားတဲ့သူကတော့အစ်ချမောင်ပဲဖြစ်ပါတယ်အစ်ချမောင်မှအခုချိန်မှာနံပါတ်1မင်းသားအဖြစ်ရည်တည်နေပြီးသူပါဝင်ထားတဲ့ဇာတ်ကားတွေဆိုရင်လည်းအကုန်ကြီးပါအောင်မြင်တဲ့အထဲမှာပါပါတယ် အေးချမ်းမောင်ကတိမ်မကြီးစကားနဲ့လည်းပရိသတ်တွေအားပေးမှုများစွာကိုပိုင်ဆိုင်ထားပြီး2024ခုနှစ်အကယ်မီပေးပွဲအတွက်သူ့ကိုတိမ်မကြီးနဲ့ရမယ်လို့ခန့်မှန်းထားခဲ့ပါတယ်။ဒါပေမဲ့အေးချမ်းမောင်က2024ခုနှစ်ရဲ့အကောင်းဆုံးအမျိုးသားဇက်ပုစုကိုတော့ပရိသတ်တွေခန့်မှန်းထားတဲ့အတိုင်းတိမ်မကြီးကားနဲ့မဟုတ်ဘဲနဲ့မီးရုပ်ရှင်စကားကြီးနဲ့ထပ်ထပ်တဏှာရှိခဲ့ပါတယ်။အိုက်တင်ကောင်းတဲ့မင်းသားတက်လက်ဖြစ်ပေမဲ့အောင်မြင်မှုရဖို့ကတော့အခက်အခဲတွေနေပါပဲ။ပရိသတ်မောင်ကရုပ်တီးပြီးလူမှုဆက်ဆံရေးတိမ်မကောင်းတဲ့မင်းသားတက်လက်မျိုး လက်တွဲခေါ်ခြင်းသူတွေကအရှာပါးစားတဲ့အနေအထားပါ။အေဂျင့်မောင်ကတော့အခုဆိုရင်ကျိုးစားမှုရဲ့ရလကြောင်းအကယ်မီဆုရမင်းသားတက်လက်ဖြစ်လာခဲ့ပါပြီ။သူကဇလန်းထွေးရဲ့ရရင်လူသိများလာခဲ့တယ်လို့နောက်ပိုင်းတွင်မှသူရဲ့အိုက်တေးဥထောင်ချက်တွေနောက်ပိုင်းမှာတော့သူရဲ့တေးဥဆောင်ချက်တွေကြောင့်ပရိသတ်တွေလက်ခံအားပေးအမင်းသားတက်လက်ဖြစ်ခဲ့တာပါ။သူရဲ့ကျိုးစားမှုတွေကိုတော့ပရိသတ်တွေကမချီးကျူးပဲမနေနိုင်ပါဘူး။အဖြစ်မှာအနေအပြီးတင်းရင်သူတယောက်ဖြစ်ပေမဲ့ဇက်အပေါ်စီးမျောတဲ့နေရာမှာတော့နောက်တယောက်ချင်းသွားသလားဆိုပြီးမှတ်ရလောက်အောင်ပြင်ခဲ့တာပါ ။ဧတမောင်ကတော့ရုပ်ရှင်စကားကြီးတွေမှာအမိုင်စားပုံစံနဲ့တည်ဆောင်ခဲ့ရကြအောင်ပရိသတ်အားပေးမှုကိုတိခဲနေရခဲ့သလိုအခုဆိုရင်အကယ်မီစုကြီးကိုပါပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ဧတမောင်ကတော့ဒါရိုက်တာမီးပွားရဲ့ကမ်ပိန်းစကားဖြစ်တဲ့မီးဆိုတဲ့စကားကြီးနဲ့အကောင်းဆုံးအမျိုးသားဇပ်ပုစုကိုထပ်ထိုက်တင်ရရှိခဲ့ရလဲဖြစ်ပါတယ်။သူကအကယ်မီရပြီးရဲ့နောက်တရုတ်ဆောင်ကြီးမြင့်သွားပြီမဲ့လေအကယ်မီဆွေရမင်းသားတက်လက်ဖြစ်နေပြီမို့စကားရဲ့ပုတ်ကန်းလန်းလာသူတွေကတော့အပြိုင်ဆိုင်ပါပဲ အေးချမ်းမောင်ကလည်းအကယ်ဒမီရခြင်းနာမည်တက်နေရမို့သူ့ဘက်ကနေလည်းအစွမ်းကုန်ကြိုးစားနေကြတာပါသူကကာရီတာပြပြင်အောင်အစွမ်းကုန်ကြိုးစားနေရလည်းဖြစ်ပါတယ်သူကတော့ဇိုးတထောင်ဆိုတဲ့ဇာတ်ကားရိုက်တုန်းကလည်းကာရီတာပြပြင်အောင်ဂရုံးထုံးခဲ့တဲ့အထိပါပဲအေးချမ်းမောင်ကတော့အချက်စကားချူချူလေးတွေဟာသားစကားတွေထက်ဒရမာကားတွေပိုရရတာများပါတယ်စက်ကြံကားတွေပိုရရတယ်လို့ပရိသတ်တွေကလည်းသူ့ကိုဒရမာစကားနဲ့အသိမှတ်ပြုတာများပါတယ်ဒရမာမင်းသားဆိုပြီးပရိသတ်အသိမှတ်ပြုအားပေးရခံရတဲ့အေးချမ်းမောင်ကအခုလည်း ထွန်းမဆက်ကားဖြစ်တဲ့ဇိုးတထောင်ဆက်ကားကိုရိုက်ကွင်းရင်ပြိသက်ချီကျူတာခံရပြီပဲဖြစ်ပါတယ်။ဇိုးတထောင်နှင့်ဆက်ကားကတော့ပြိသက်အကြိုက်အနုပညာရှင်နေနဲ့ရိုက်ကူးထားတာပါ။ဇိုးတထောင်တက်မှာအောင်မြင်မှုတွေရခဲ့သလိုဇိုးတထောင်နှင့်မှာလည်းအမိုင်စာတယုတ်ဆောင်ချက်တွေနဲ့ပြိသက်အကြိုက်တွေ့စီမှာအသေးချာပါပဲ။အခုလိုဆက်ကျန်းတွေပဲအမြင်ရိုက်နေရတာကြောင့် Romance Drama တွေလည်းရိုက်ချင်မိတယ်လို့ပြောလာခဲ့ပါတယ်။တင်မကြီးမှလည်းမိမကိုအရန်ချစ်ခဲ့တဲ့ character ဆိုပေမဲ့နောက်ပိုင်းမှာဖောက်ပြန်မှုတွေဖြစ်သွားခဲ့ရတာပါ။တိတိကကတော့အေဂျင့်မှာအဲ့လိုဖောက်ပြန်တဲ့ကားမျိုးမဟုတ်ပဲ မိမကိုအရန်ချစ်တဲ့အိမ်အောင်တဲ့အဖြစ်ပေါင်းရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Academy Agent မောင်ကတော့နှောင်းလူဇက်ကမှမိမကိုအရန်ချစ်တဲ့အိမ်အောင်တဲ့နေုံမိုးကဒါရိုက်တာနဲ့နေုံမိုးကာရိုက်တာနဲ့ပါဝင်ထားတယ်လို့ဆိုပါတယ်။မဟာကလည်းဗီဒီယိုကားလေးရိုက်မြင်ပြောတော့ဒါရိုက်တာကိုအောင်ချန်းလူဖြစ်တာရဲ့ဇလန်းလေးကိုကြိုက်တာကြောင့်လက်ခံရခုဖြစ်ခဲ့တာပါ။ဒီစကားမှာကျွန်တော်ကအိမ်နောင်တဲ့ယောက်ျားတစ်ယောက်ဖြစ်တဲ့နေုံမို့ကာရက်တာနဲ့ပါဝင်ထားတာပါမိမကိုအရန်ချစ်တဲ့ကာရက်တာပေါ့စီးပွားရေးလုပ်ငန်းရှင်တူလေးဖြစ်တဲ့ ။နေုံမူကတော့နေုံမူကရိုက်တာပေါ့။အေဂျင့်မောင်ကတော့အေဂျင့်မောင်ပါပဲ။မိမဘူချစ်နေရင်လည်းမထင်မှတ်ထားတဲ့အရာလေးတွေပါဖြစ်မလဲဆိုတာပရိသတ်တွေထုတ်လင်းပြသရင်ကြီးစုဝေဖန်ပေးပါအောင်လို့ပြောချင်ပါတယ်။ဆိုပြီးအကယ်ဒမီအေဂျင့်မောင်ကပြောပါတယ်။ဆိုပါစကားကိုတော့ဆရာမညောင်မွေးပွန်းဆက်လန်ကိုတော့ဒါရိုက်တာအောင်အေချန်လူဇလန်ကိုဒရမဇလန်ပုံစံလေးဖြစ်ပြီးတော့တယောက်ဆောင်နေဖြစ်တဲ့အေချမ်းမောင်တန်တာညီ ဇက်ကိုဟန်ခင်မမို့အေးစားတဲ့သူတွေနဲ့ရိုက်ကူထားပါတယ်။ကျွန်တော်ကမဟာနဲ့လက်တွဲပြီးတော့ရိုက်တာဒုတိယဇက်ကပါ။နောက်လူကဆရာမညာမွေးပန်းရဲ့ဇလန်းလေးဖြစ်တဲ့ကြိုက်လို့လည်းလက်ခံရိုက်ကူဖြစ်တာပါ။ဒရမအင်တော်ရေးဆပ်စန်ရောထားတဲ့ဇက်လေးပါဒီကားကကြည့်ရင်လည်းပြိသက်တွေကဘာလဲဆိုတာကိုစိတ်ဝင်စားစရာလေးတွေပါပါတယ်ဆိုပြီးတော့ဒါရိုက်တာအောင်ချန်လူကလည်းပြောခဲ့ပါရှင်ဒရမဆပ်စန်ပုံစံနှောင်းလူဇက်ကကိုမကြခင်မဟာအပလီကေးရှင်းကထုတ်လင်းပြသသွားမှာလည်းဖြစ်ပါတယ်ပြိသက်ကြီးမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော် အခုတင်ဆက်ပေးချင်တာကတော့မိမပြဿနာကြောင့်အမှုပညာလောကကနေထွက်လိုက်ရပြီးဆက်ရုံအလုပ်သားလုပ်နေရတဲ့ anonymous ပါတသက်ဆဆိုတော့တူဖြစ်တဲ့ anonymous ကတော့လည်းတလုံးမှာတချင်းတစ်တွေမလို့ဖြစ်ပဲအမှုပညာလောကကနေအနားယူနေတဲ့အကြောင်းရင်းကိုပြောလာခဲ့ပါတယ် Anonymous ကတော့အောင်တရော်လာမင်းစီတဲ့ချင်းတဲ့ပြည်သက်တွေအပြည့်မှုကိုပြေဝါလက်ခံရရှိခဲ့သူပါအဲဒီနောက်မှာတော့အနုပညာအလုပ်တွေကို ဇက်တိုက်ဆိုသလိုလှုပ်လာခဲ့ပြီးအောင်မြင်လာသလိုဝေဖန်မှုတွေလည်းခံခဲ့ရတာပဲဖြစ်ပါတယ်။အခုလိုဝေဖန်မှုတွေကြားထဲမှာသူ့ရဲ့မိန်းမပြဿနာကြောင့်ပိုဆိုးသွားခဲ့ပါတယ်။အဲ့ဒီကနေ Anonymous ကပရိသတ်တွေရှေ့သိမ်းထွက်မလာတော့ပဲရှိုးပွဲတွေလည်းသိမ်းမဆိုးတော့ပါဘူး။ Anonymous ကိုသဘောကျအပြည့်အသူတွေလည်းရှိသလိုဝေဖန်ကြတဲ့သူတွေကလည်းသူနဲ့အခြေပါပဲ။အမှုပညာရှင်ရဲ့လို့ဖြစ်လာရင်ဝေဖန်ခံရတာမဆန်းပေမဲ့ anonymous ကတော့အခုလိုဝေဖန်မှုတွေကိုသိမ်းခံနိုင်မဲ့ဖြစ်ခဲ့ရပါတယ်။တချင်တွေကိုဝါသနာပါလုံးလို့သာလုပ်ပေမဲ့အဖက်ဖက်ကနေတိုက်ခိုက်လာတဲ့အကြမ်းတွေကို အကြကြီးခံရဖြစ်လို့စိတ်ရောလူရောပင်ပန်းပြီးကျမရဲ့အခြေအနေချို့တက်ခဲ့လို့ထုတ်ပြောလာခဲ့ပါတယ်။ Anonymous ကအောင်ဒရော်လာမင်းကြီးနဲ့နာမည်ကြီးပြတဲ့နောက်မှာစာအုပ်လေးသုံးဦးထားခဲ့လိုက်စားတဲ့တချင်းတွေလည်းထပ်ရှိလာခဲ့ပါတယ်။နောက်ထပ်လည်းကိုပိုင်တန်စင်တချင်းတွေထုတ်ခဲ့ပြီးဂီတာလောကမှာနေရာတစ်ခုထိရောက်အောင်ဆန်းဆိုင်နိုင်ခဲ့ပါတယ်။ Anonymous ကအောင်မြင်ကစားအချိန်မှာပဲသူ့ရဲ့ချစ်သူကောင်မလေးနဲ့လက်ထပ်ခဲ့ပြီးပရိသတ်တွေရဲ့ချီးကျူးတာကိုခံရပါသေးတယ်။ဒါပေမဲ့လည်းအချိန်ခဏအတွင်းမှာပဲသဘောထားချင်းမတိုက်ဆန်မှုတွေကြောင့်ကွာရှင်းပြတ်ဆက်ခဲ့ကြပြီးတယောက်တည်းရပ်တည်နေပါတယ်။ အင်းအောင်ရင်းနဲ့ပတ်သက်ရင်တော့မတိတက်ခဲ့တာတွေဉာဏ်ပညာအားနည်းခဲ့တာတွေအများကြီးရှိခဲ့ပါတယ်။ကိုကဆင်းရဲပြီးအောက်ခြေသိမ်းဘွားကတက်ခဲ့တဲ့သူပါ။တချင်းလေးတစ်ပုတ်ပေါက်လို့သာဒီချင်းတွေကိုရောက်ခဲ့တာပါ။ကျွန်တော်ကိုချစ်လို့အားပေးလို့ဒီလိုဖြစ်လာရတာ။ဒါကြောင့်အားပေးကြတဲ့ချစ်ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့တချင်းတွေကိုဆက်ပြီးအားပေးပါအောင်ချစ်ပေးပါအောင်။ကျွန်တော်ရဲ့အင်းအောင်ရင်းအကြောင်းတွေကြောင့်အိမ်ဝယ်ပြီးပြီလားကောက်ဝယ်ပြီးပြီလားပြီးဆိုပြီးတော့မေးကြတာတွေကိုတော့ဆက်မမေးကြဘူးမြစ်တာရဲ့ခံပါတယ်။ကျွန်တော်ကြောင့်မိဘဆရာသမားပရိသတ်တွေစိတ်နှောက်ယှက်ဖြစ်ရတဲ့အတွက်တောင်းပန်ပါတယ်။ ပရိသတ်တွေကလည်းအမြင်တော်မတော်စရာတွေနဲ့တွေ့ခဲ့ရင်လည်းလိလူရှုပေးကြပါလို့တောင်းဆိုပါတယ်လို့ Anonymous ကပြောခဲ့ပါတယ်။ဒါ့အပြင်သူ့အနေနဲ့ပြီးခဲ့တဲ့လပိုင်းအတွင်းက K-pop နာမည်ကြီးဆိုတော့ Rose ရဲ့ APD တချင်ကိုလည်း cover ပြန်ဆိုခဲ့ပြီး share plan နဲ့ဝေဖန်ခံလိုက်ရပါတယ်။မြူးမြူးကြွကြတီဆိုရတဲ့တချင်ကို Anonymous ကသူ့ရဲ့ flow တိုင်း Sway version နဲ့ဖြည်းဖြည်းအေးအေးလေး guitar တီးကဆိုပြလာပါတယ်။ Anonymous နဲ့ APD တချင်ကဘလို့မှ live ဖတ်မှုမရှိသလိုတချင်စာသားတွေကလည်းမှားနေရကြောင်းပရိသတ်တွေနဲ့ Anonymous ကိုဝေဖန်ထောက်ပြလာပြီး နောက်နောက်ကပါတချင်းတွေမဆိုပဲကိုပိုင်တန်ဆင်တချင်းတွေကိုသာဥစားပေးသိဆိုဖို့အကြံပြုပေးခဲ့ကြပါတယ်။ Anonymous ကတော့ဂီတကိုဝါသနာပါသူဖြစ်တာကြောင့်တချင်းမဆိုတဲ့နေရလို့မရှိခဲ့ပါဘူး။ဒါကြောင့်မဲ Anonymous ရဲ့အလဲကြောင်းကဆိုရတဲ့အခြေအနေတခုနဲ့ရင်ဆိုင်ရပါတယ်။အစောရီအနေနဲ့လဲကြောင်းကျမ်းမာရေးကအဓိကကြပြီးရေးကြည့်ပါတယ်။ဒါကြောင့်အစားတောက်ကအစားကျမ်းမာရေးအတွက်သတိထားဆင်ခြင်နေရတာပါ။ Anonymous ကတော့ပရိသတ်တွေစီကနေဝေဖန်ခံရတဲ့အချိန်တိုင်းတချင်းတွေကိုနေမနာညမနာပို့ပို့ကြိုးစားပြီးလေ့ကျင့်တာကြောင့်နောက်ဆုံးမှာ လက်ချောင်းချင်းတွေကတဖြည်းဖြည်းဆိုးရွားလာခဲ့ပြီးတနှစ်လောက်အနားယူရမယ့်အခြေအနေရောက်ရှိသွားခဲ့ပါတယ်။ Anonymous တွေနဲ့လက်ချောင်းအခြေအနေမကောင်းလို့အနားယူနေစဉ်တွင်းမှာလည်းတခြင်းအစ်စ်တွေထပ်လုတ်သွားမယ်လို့သိရပါတယ်။သူရဲ့ဝေဖန်ခံရတဲ့လူမှုရေးပြဿနာတွေပေါ်မှာမစင်မကျင်မိုင်မဲမှုတွေကြောင့်အခုလိုဒုက္ခရောက်ရတာလို့လည်းပြောလာခဲ့ပါတယ်။ဒါကြောင့်ရှေ့ဆက်ရမယ့်အနုပညာခီးလမ်းမှာ သူ့ကိုထိခိုက်စေမဲ့ဝေဖန်မှုတွေဆိုရင်ဥပိ္ပခပြုတ်ပြီးအားပေးရဲ့ပြည်သက်တွေနဲ့ပဲအကောင်းဆုံးစ조사သွားမယ်လို့ဖွင့်ဟလာခဲ့တာပါ။ Anonymous ကိုအားပေးရဲ့ပြည်သက်တွေကတော့အခုလိုတချင်းမဆိုပဲအနားယူပြီးရင်တော့အကောင်းဆုံးအနေနဲ့ပြန်လာပါလို့ဆူတောင်းပေးနေကြသလိုတချို့ကတော့ Anonymous ရဲ့ညှောင်းနှံတာအတန်ကိုနားမထောင်ချင်တာကြောင့်အပိတိုင်နားလိုက်ပါတော့ဆိုပြီးပြောလာခဲ့ပါတယ်။အခုတော့ Anonymous ကအမှုပညာအလုပ်တွေကိုရန်နာပြီးစက်ရုံလုပ်တွေကိုသာလုပ်နေရပါရှိရှိနေတဲ့ပြည်သက်တို့အနေနဲ့ရောအမှုပညာလောကတွေကနေအနားယူရမယ့်အခြေအနေနဲ့ရင်ဆိုင်ရတဲ့ Anonymous နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြောပေးခဲ့ပါအောင်နော်ပရိသတ်ကြီးအတွက်ညဝေးတင်ဆက်ပေးလိုက်ပါရရှင်